အားလုံးပဲလာပါ Forever Gunna Facebook နဲ့ DR YouTube Channel တို့ bari ကြိုဆိုပါတယ်ကျွန်တော်တို့ဒီကနေ့မှာတော့ Arsenal တင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းရလေးတွေနည်းလောက်ဆွေးနွေးသုံးသပ်ကြည့်အောင်ဒါအရင်ဆုံးအနေနဲ့ကျွန်တော်တို့ Arsenal တင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ဒါ Oliver Giroud ရဲ့ဒါ Arsenal တင်းပေါ်အမြင်လေးတွေပြောကြားချက်နဲ့အတူဒါကျွန်တော်တို့အရင်ဆုံးဆွေးနွေးသုံးသပ်ကြည့်အောင်ဒါ Oliver Giroud ကဘာပြောထားလဲဆိုတော့ကျွန်တော်တို့ Arsenal တင်းမှာဒါသူကစားခဲ့ဘူးလေဒါဒီအတင်းကဘာမဆိုလုံးနိုင်တဲ့အတင်းတင်းဖြစ်လာမယ်ဆိုတာသူ့အနေနဲ့ကောင်းကောင်းသိပြီးတော့ ော့ဒါအခုချိန်မှာဆိုလို့ရှိရင်တော့အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ဒါအသင်းတိုင်းကဒါသတိထားနေရတဲ့တင်းတင်းဖြစ်ရှိနေပြီးတော့ဒါကျွန်တော်တို့အာဆင်နယ်အသင်းရဲ့နီးပြမီ KR data ကိုလည်းဒါအိုလီဗာဂီရူးကယုံကြည်ရဲရှိပြီးတော့ဒီမီ KR data ကဒါဘယ်တော့မှအရှုံးပေးသွားမှာမဟုတ်တဲ့နီးပြတစ်ယောက်ဖြစ်တယ်ဆိုပြီးတော့ဒါအိုလီဗာဂီရူးကပြောထားတဲ့တစ်ဆက်တည်းမှာပဲဂီရူးအနေနဲ့ဒါပရီးမီးယားလိမ်မှာအာဆင်နယ်အသင်းဘယ်လောက်ထိထွန်းတောက်လာတယ်ဆိုတော့ကျွန်တော်တို့အမြင်ပဲဒါဒီလိမ်မှာဒီအသင်းကိုဒ ဒါဆူပလာတွေဂိုင်နောက်မှာကျွန်တော်တို့အနေနဲ့မြင်ချင်ပါတယ်ဆိုပြီးတော့ယူဘာဂီရူကပြောကြားထားပါတယ်။နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ဒါကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ကစားသမားအသေးခရစ်စတန်မော်ကွဲယာကဒါကျွန်တော်တို့အာဆင်နယ်အသင်းရဲ့လူငယ်ကစားသမားလေးမတ်စတောင်းမန်ကိုပတ်သက်ပြီးတော့ဒါချီကျူးစကားဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်တို့အရင်ဆုံးဆွေးနွေးသုံးသပ်ကြည့်ချင်တယ်။ဒါဟိုဘယ်လိုပြောမလဲ။ကျွန်တော်တို့အာဆင်နယ်အသင်းကိုဒီယာဒီမာဒါပြောင်းရွှေ့လာတဲ့လူငယ်ကစားသမားပေါ့လေဒါသူ့အနေနဲ့ဆိုအသက်ကဘလောက်မှမရှိသေးဘူး20ကျော်ကျော်လေးပဲရှိသေးတယ် ဒါခရစ်ရှန်မော်ပွဲရာကဒါအနောက်တန်းမှာဒါကောင်းကောင်းဒါအလုံးလုံးနိုင်တဲ့ကစားသမားဖြစ်ပြီးတော့ဒါကျွန်တော်တို့ဒီယာဒီမှာဆိုလို့ရှိရင်ခရစ်ရှန်မော်ပွဲရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အများကြီးမြင်တွေ့ထားရတယ်။ဒါကျွန်တော်ပြည်သက်တွေလည်းတော်တော်လေးအားရကျင်တဲ့ဒါကစားသမားပေါ့လေ။ဒီကစားသမားကကျွန်တော်အာဆင်နယ်တင်းရဲ့ဒါလူငယ်ကစားသမားလေးအသက်15နှစ်အရွယ်လူငယ်ကစားသမားလေး match down man နဲ့ပတ်သက်ပြီးတော့သူကပြောကြားထားတာက match down man က တကယ်ကို quality ရှိတဲ့ကစားသမားတယောက်ဖြစ်ပြီးတော့သူ့ရဲ့ကစားပုံကဒါလမိုင်းရမယ်နဲ့ဒါဘာစီလိုနာလမိုင်းရမယ်နဲ့ဒါသွားဆင်နေတယ်ဆိုပြီးတော့ကြီးကျူးစကားဆိုထားတဲ့တစ်ဆက်တည်းမှာပဲဒါ Christian Mbappe ကသူ့အနေနဲ့ရမယ်နဲ့နှိုင်းရှင်ချင်တာမျိုးမဟုတ်ဖဲနဲ့ရမယ်ရဲ့ဒါပုံစံနဲ့သွားဆင်နေတယ်ဆိုတဲ့အကြောင်းပဲသူ့အနေနဲ့ပြောဆင်တာဖြစ်ပြီးတော့သူ့အသင်းကိုစရောက်ချိန်မှာဒါစင်ကာပူကိုသွားပြီးတော့ဒါအသင်းနဲ့သွားပူးပေါင်းနေအဲ့ဒီအချိန်မှာ15နှစ်ရွယ် match down man က ဒါဘယ်လိုပြောမလဲလေးချင်းငန်းဆင်းပြီးတော့ဒါပွဲတော်ကစားနေပြီဆိုတော့ဒါသူ့အနေနဲ့ဒါအရန်ကိုအံ့ဩမိတယ်သူ့ကိုအသက်15နှစ်ဆိုတော့ကျွန်တော်အနေနဲ့ယုံတော့မယုံနိုင်မင်းနဲ့ဒါသူ့ဟာနောက်တစ်ချိန်မှာအရန်ကိုဒါဘယ်လိုပြောမလဲ ကောင်းလာမယ်ကစားသမားတယောက်ဖြစ်ပြီးတော့ဒီလိုကစားသမားမျိုးကိုကျွန်တော်တို့အာဆင်နယ်အသင်းနေနဲ့ပိုင်ဆိုင်ထားတာသူ့အနေနဲ့ဂုံယူလို့မဆုံးဘူးဆိုပြီးတော့ဒါခရစ်ယာန်မော်ကွေယာကမတ်တောင်းမန်နဲ့ပတ်သက်ပြီးချီးကျူးစကားဆိုထားပါတယ်။ဒါတစ်ဆက်တည်းမှာပဲနောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းကဒါဒီယာဒီမှာဆိုလို့ရှိရင်ဒါဟို international break နှစ်ပတ်အပြီးမှာ international break နှစ်ခုအပြီးမှာပေါ့လေဒါအခုအစစ်တစ်နေရာမှာရက်တီနေတဲ့ အစင်းတဲ့နေရာမှာယက်တီနေတာဖြစ်တည်တိုင်းအောင်ဒါကျွန်တော်တို့အာဆင်နယ်တင်းရဲ့ဒါကစားသမားတွေကအဓိကကစားသမားတွေကတော်တော်ဒဏ်ရာမများနဲ့ဒါဘယ်လိုပြောမလဲဒဏ်ရာတွေနဲ့ရင်ဆိုင်နေရတယ်ဗောလေဒဏ်ရာတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာကျွန်တော်တို့အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ဒါကစားသမားတွေဒဏ်ရာထတာဖြစ်တည်တိုင်းအောင်တိတ်မတိတာတဲ့ပုံစံမျိုးတွေရှိတယ်ဒါကဒီလိုမျိုးတွေဘယ်လိုပြောမလဲကျွန်တော်တို့အရင်နှစ်တွေတုန်းကဆိုတာကျွန်တော်တချို့ပြိတ္တတွေပါပြောတယ်ကျွန်တော်ဘယ်လိုပြောအာဆင်နယ်ပြိတ္တကြီးကိုယ်တွေဆိုပြောတယ်အာကစားသမားတယောက်လောက်ဒဏ်ရာဝိုင်းငါတို့တွေကဒါမနစ်ကဆိုအရင် င်ကိုတိုင်ပတ်နေပြီအရန်ကိုပြဿနာတွေညားနေပြီပေါ့လေအာတိတအနေနဲ့လည်းအရန်ကိုခေါင်းချုပ်နေပြီပေါ့လေတတိယဒီမှာတော့ကျွန်တော်တို့အာစင်နဲ့အသင်းနေနဲ့အဓိကကစားသမားတွေဒဏ်ရာရထားတာဖြစ်တည်တိုင်အောင်ဒါအခုဆိုလို့ရှိရင်အစစ်တစ်မှာယက်တိထားပြီးတော့ဒါ international နဲ့ဒါတတိယမြောက် international နဲ့ break နှစ်ပတ်ကိုလည်းကျွန်တော်တို့အကောင်းဆုံးဖြတ်အစစ်တစ်မှာနေပြီးတော့ဖြတ်ကျော်လာတာဒါအခုဆိုလို့ရှိရင်တော့နောက်ဆုံးပတ်ထဲကိုရောက်ပြီကျွန်တော်တို့ဒါ အခု Premier League ပွဲစဉ်တွေပြန်ဆောင်ရှင်ကျွန်တော်တို့ကဖူဟန်အသင်းနဲ့ဝေကွန်မှာတော့ရောက်ရှင်ပြန်ကစားရမယ်။ဒါဒီလိုအချက်တွေကိုကြည့်ခြင်းအဖြစ်ကျွန်တော်အာဆင်နယ်အသင်းကိုရောက်ရှိလာတဲ့ဒါအားကစား Director Andrea Barta နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့တွေအများကြီး appreciate လုပ်ရမယ်ဆိုပြီးတော့ဒါသတင်းမီဒီယာတွေကဖော်ပြထားပါတယ်။ နောက်တဲ့တဲ့တပုတ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းကဒါဘယ်လိုပြောရမလဲဟိုအသင်းကြီးတွေကြားထဲမှာဆိုလို့ရှိရင်ဒါဟိုရေရှည်စီမံကိန်းနဲ့သွားတဲ့အသင်းတသင်းပြီးပြီးဒါ၅နှစ်အတွင်းမှာဒါအအောင်မြင်ဆုံးအသင်းဖြစ်တာပရီးမီးယားလိမှာမှတ်တမ်းဝင်နေဒါကဘာလို့ဆိုလို့ရှင်တာလဲဆိုတော့ကျွန်တော်တို့ဒါစီတီရှိမယ်ဒါမန်စီတီရှိမယ်ချဲလ်စီရှိမယ်ဒါလီဗာပူးရှိမယ်ဒါဒီအသင်းတွေကဒါ step by step ဒါ ဟိုဘယ်လိုပြောရမလဲစူပလာအောင်မြင်မှုတွေအတွက်ကိုဒါသွားနေတဲ့အချိန်မှာကျွန်တော်အာဆန်နယ်အသင်းကလည်း step by step ဒါသွားနေတာဗောလေဒါအခုဆိုလို့ရှိရင်ဒါ MK R data လက်ထက်မှာအာဆန်နယ်အသင်းကဒါတော်တော်လေးထွန်းတောက်လာတယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်နေတယ်။အပြည့်အစုံရဲ့ MK R data အနေနဲ့ဒါဒီ ကျေဘယ်လိုမှဒီရာဒီအစမာတွေကသူ့အနေနဲ့ဝေဘန်တန်ကြီးခံခဲ့ရတယ်ဒါအများကြီးပဲလေ PKR data ဒီရာဒီမှာစူဖလာတွေကင်မြောက်နိုင်မလားသူ့အနေနဲ့ဒါဒီရာဒီမှာစူဖလာတွေကင်မြောက်နိုင်ခြင်းမရှိရင်အသင်ကထွက်ရမလားဆိုတဲ့ဟိုဘယ်လိုပြောမလဲမေခွန်းနေရောအများကြီးပဲပေါ့ဗျာသိတယ်မလားသူတို့ PKR data နဲ့ပတ်သက်ပြီးတော့ဒါတည်င်းတွေကတို့လို့တို့လို့တက်နေတယ် ဒီအချိန်မှာတော့ကျွန်တော်တို့အာဆနယ်အသင်းကဒါ step by step သွားနေတဲ့အသင်းကြီးခြားထဲမှာတော့ဒါအခုဆိုလို့ရှိရင်တော့အရန်ကိုအောင်မြင်တဲ့အသင်းတစ်သင်းဖြစ်လာပြီးစူဖလားကင်မြောက်နိုင်ခြင်းပေါ်မူတည်ပြီးတော့ကျွန်တော်တို့အာဆနယ်အသင်းရဲ့ဒါဘလူးဘောင်းနဲ့စီမံကိန်းတွေကအောင်မြင်ခြင်းမအောင်မြင်ခြင်းဆိုတာတွေကကျွန်တော်တို့ပြည်သက်တွေနေနဲ့စောင့်ကြည့်သွားမယ်ကြော့ညူကိုရောဘလူးထင်လဲဒါဒီအချိန်မှာအာဆနယ်အသင်းနေနဲ့ဒါဘလူးအခြေအနေလောက်ထိရောက်သွားနိုင်လဲဒါစီတီတို့မန်စီတီတို့ဘလူးဘောင်းနဲ့မန်စီတီတို့ချယ်ဆီတို့ဆိုလို့ရှိရင်ဒါစူဖလားတွေရတယ်ဒါပေမဲ့ ်သူတို့ကရေရှည်စီမံကိန်းနဲ့မဟုတ်ဖဲနေတာဘယ်လိုပြောမလဲရေတိုးစီမံကိန်းကတနည်းအားဖြင့်ဟာမကစားသမားတွေဝယ်ဝယ်ဖြည့်တယ်ပြီးရဆိုလို့ရှိရင်နောက်နှစ်စုဖလားရတယ်နောက်နှစ်ကျလို့ရှိရင်ဒါပြန်ပြောက်သွားတယ်ဆိုတဲ့ပုံစံမျိုးဒါပရီးမီးယားလိဂ်ကပြောချင်တဲ့အသေးပေကသူကတောက်လျှောက်ချေစွမ်းကောင်းလာမျိုးဒါယက်တီမှုအဆင့်ကောင်းလာမျိုးဒါနှစ်နှစ်ဆက်လိုက်သုံးနှစ်ဆက်လိုက်ယက်တီမှုအဆင့်ကောင်းလာမျိုးတွေကဒါကျွန်တော်အားစင်းနေအသင်ကမှတ်တမ်းဝင်နေဆိုပြီးတော့သတင်းမီဒီယာတွေကပေါ်ပြထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်